မင်္ဂလာပါခင်ဗျာလေဦးတန်ရအော်တိုဘလ16ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးမှာပါတင်ဆက်ပေးမယ့်သတင်းတွေကတော့စင်မာကြီးမုံမော်ကြီး82ရက်ပြည့်မွေးနေ့ကိုအော်တိုဘ24ရက်နေ့မှာ26ရက်နေ့အထိရန်ကုန်လိပ်စံဥယျာဉ်မှာပြုလုပ်မယ်ဆိုတဲ့သတင်းမြန်မာနိုင်ငံသို့တုံ့ပြန်ဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့အယုဒ္ဓယမျိုးဆက်အချို့ဤသားသမီးများ နှစ်ပေါင်း160အကြာအယုဒ္ဓယမျိုးသို့လာရောက်လည်ပတ်တယ်ဆိုတဲ့သတင်းတမရဒေါ်နယ်ထရိုင်းအစိုးရကကုန်တယ်ကုန်များကောက်ခံခဲ့သည့်တိုင် အမေရိကန်ဘတ်ဂျက်အနည်းငယ်လုံငွေပြခဲ့တယ်ဆိုတဲ့တင်လက်မနွန်တောင်ပိုင်းကိုအစ္စရေးတိုက်ခိုက်မှုကြောင့်တဦးသေဆုံးပြီးခုနှစ်ဦးဒဏ်ရာရရှိတယ်ဆိုတဲ့တင်အော်လန်ကလက်ရှိအထူးအကြဆုံးကစားသမားလို့ဂွာရီယိုလာချီးကျူးတယ်ဆိုတဲ့တင်အဆရှိတဲ့တင်တွေကိုတင်ဆက်ပေးမှာပါဦးဆုံးတင်တဲ့ပုံအနေနဲ့စေမာကြီးမမိုးကြီး82နှစ်ပြည့်မွေးနေ့ကိုအော်တိုဘာ24ရက်နေ့မှ26ရက်နေ့အထိရန်ကုန်လိမ့်ဆန်ဥယျာဉ်မှာပြုတ်လုမယ်ဆိုတဲ့တင်ကိုတင်ဆက်ပေးမှာပါ ဆင်မာကြီးမမိုးကြီး82နှစ်ပြည့်မွေးနေ့ကိုအော်တိုဘာ24ရက်နေ့မှ26ရက်နေ့အထိရန်ကုန်လိပ်စာဥယျာဉ်မှာပြုတ်လုံမှာဖြစ်တယ်လို့ရန်ကုန်ဇူးကထုတ်ပြန်ခဲ့ပါတယ်။ထို့ပြင်ဆင်မာကြီးမမိုးကြီးမွေးနေ့ကိုအားလုံးတူပြပြရှင်းရှင်းပါဝင်ဆင်နွှဲနိုင်ရန်တိရစ္ဆာန်ဥယျာဉ်ရန်ကုန်အတွင်းမှာအော်တိုဘာ24ရက်နေ့မှအော်တိုဘာ26ရက်နေ့အထိမြန်မြန်ဆိုင်ဆိုင်ဒီကားတမ်းမြိတ်စွာဖြင့်ကျင်းပပြုတ်လုံမှာဖြစ်ကြောင်းကိုမမိုးချက်သောမမိုးကြီးပြည်သက်များထံကြိုတင်ရေးအကြောင်းကြားသိပေးခဲ့ပါတယ်။ထို့ကြောင့်အားလုံးတူပြမမိုးမွေးနေ့ပွဲတော်ကြီးတွင် ပြောရှင်သာပါဝင်ဆင်နွှဲနိုင်ရန်ယင်းနှစ်ဖို့ရေးစာဖြင့်ကြိုးစုဖိတ်ခေါ်လိုက်ရပါတယ်လို့ရန်ကုန်စုခကြေညာခဲ့ပါတယ်။ဆက်လက်ပြီးတော့မြန်မာနိုင်ငံသို့တုံ့ပြန်အဖြစ်ခေါ်ဆောင်ခံခဲ့ရတဲ့အယုဒိယမျိုးဆက်အချို့ဤသားသမီးများနှစ်ပေါင်း260အကြာမှာအယုဒိယမျိုးတို့လာရောက်လည်ပတ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးပါပါ။စင်ပြူရှင်မင်းလက်ထက်တွင်မြန်မာနိုင်ငံသို့တုံ့ပြန်အဖြစ်ဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့အယုဒိယမှာထိုင်းလူမျိုးများဤမျိုးဆက်များမှာနှစ်ပေါင်း260အကြာမှာ အမိမြေတို့လာရောက်လည်ပတ်နိုင်ခဲ့တယ်လို့ထိုင်းချေဆိုင်သတင်းဌာနကဖော်ပြခဲ့ပါတယ်။ထိုင်းလူမျိုးသမိုင်းသူတည်တနာပညာရှင်နဲ့အဖွဲ့ဝင်များကစူခါကျေးရွာသားများ၏အိမ်ဖြန်ခရီးဆိုတဲ့အစီအစဉ်ကိုပြုလုပ်ခဲ့ပြီးအဆိုပါစူခါကျေးရွာမှာမန္တလေးတိုင်းဒေသကြီးမတရားမျိုးနယ်အတွင်းတည်ရှိ1969ခုနှစ်တွင်ရုတ်တရက်သို့မြန်မာတို့ဒုတိယအကြိမ်သိမ်းပိုက်ပြီးတွင်ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ရုတ်တရက်ပြည်သူအချို့နေထိုင်ရာရော်တရာဖြစ်ပါတယ်။အော်တိုဘာ18ရက်တွင်ဆိုပါကျေးရွာတွင်နေထိုင်တဲ့ရုတ်တရက်သားတို့၏မျိုးဆက်များဖြစ်တဲ့ အဖွားတော်တင်ထေပေါ့ကျေးရိုက်ဆရာတော်ဥမာကနာကျေးရလူကြီးဥဇော်ဝင်းနဲ့ဒေါ်တင်ညို့တို့မှာထိုင်းနိုင်ငံမြို့တော်ဖြစ်တဲ့မြို့တော်ရုပ်တရားတို့ရောက်ရှိလာခဲ့ပါတယ်။မန္တလေးလေစင်းမှာတစင်ထိုင်းနိုင်ငံသူဒုံမောင်းလေစင်းတို့ရောက်ရှိခဲ့ပြီးထိုမှာတစင်မြို့တော်ရုပ်တရားတို့ရောက်ရှိချိန်တွင်ဝမ်းတာမျက်ရည်များနဲ့ပြည့်နှက်နေတဲ့အသက်83နှစ်အရွယ်အဖွားတော်တင်ထေမှာရုပ်တရားမှမြန်မာနိုင်ငံသူဖမ်းဆီးခေါ်ဆောင်ခံခဲ့ရတဲ့မျိုးဆက်များထဲမှာနောက်ဆုံးသက်ရှိဖြစ်ပြီးသူမ၏ဘဝမြေကိုနှစ်ပေါင်း160ကျော်တွင်ပြန်လည်ရောက်ရှိလာခဲ့ခြင်းလည်းဖြစ်ပါတယ်။ မြို့တော်ရုပ်ကြောင်တို့ရောက်ရှိချိန်တွင်ပထမဆုံးအနေဖြင့်မြို့ဆောင်နန်းနန်းသို့သွားရောက်ခဲ့ပြီးအခြားသမိုင်းဝင်နေရာများကိုလည်းသွားရောက်လည်ပတ်ခဲ့တယ်လို့သတင်းတွေဖော်ပြထားပါတယ်။မြို့ဆောင်နန်းနန်းသို့စတင်ရောက်ရှိချိန်တွင်ပေါ်ဝါကိုလူထမ်းခဲ့ပြီးမြေပြင်နှင့်စတင်ထိတွေ့ချိန်တွင်ဖောတွန်နေထွေးမှာမျက်ရည်များကျဆင်းလာခဲ့ပြီးဘယ်နေ့မှဒီနေရာကိုရောက်လဲဆိုတာမသိနိုင်ခဲ့ဘူးလို့ပြောကြားခဲ့တယ်လို့သတင်းတွေဖော်ပြခဲ့ပါတယ်။ခီးစင်နယ်ပေါင်ဝင်သူများမှ1969ခုနှစ်အတွင်းရုတ်တရက်မြို့ပျက်စီးစဉ်ကာလကဖန်စီခေါ်ဆောင်ခံခဲ့ရသူများ၏ 80မြောက်မျိုးဆက်ဤသားသမီးများဖြစ်ပြီးမျိုးဆက်တိုင်းတွင်သားသမီးများထံမှနေလို့ပူပွားဟာရုပ်တရားကလူတွေပါဆိုတဲ့အကြောင်းအရာကိုနားဖြင့်သာကြားဖူးကြသူများဖြစ်တယ်လို့သတင်းတွေဖော်ပြထားပါတယ်။ဆက်လက်ပြီးတော့တမန်တော်ဒေါ်နယ်ထရိုက်ရဲ့အဆိုအရကကုန်သည်ကွန်များကောက်ခံခဲ့သည့်အချိန်အမေရိကန်ဘတ်ဂျက်အနည်းငယ်လုံငွေပြခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။တမရတော်နေထရန်ကဇန်နဝါရီကလေးကအရရက်ကုန်တယ်ကုန်များကောက်ခံခြင်းကိုလှုပ်ဆောင်ခဲ့တာကြောင့် အကောက်ခွန်ဝင်ငွေများတိုးလာသည့်အချိန်အမေရိကန်ဘတ်ဂျက်သည်လွန်ခဲ့သောနှစ်တွင်လုံငွေအနည်းငယ်ပြခဲ့တယ်လို့အော်တိုဘာ16ရက်တွင်ထုတ်ပြန်ခဲ့တဲ့တရံဝင်သတင်းအချက်အလက်များအရသိရပါတယ်။စက်တင်ဘာလအဆုံးသက်သော2025ဘန်နာရီနှစ်အတွက်စုစုပေါင်းလုံငွေသည်200ခန့်နှုန်းသို့မဟုတ်ဒေါ်လာ41ဘီလီယံရောက်သွားခဲ့တယ်လို့ဘန်နာရီဝန်ကြီးဌာနကထုတ်ပြန်ခဲ့ပါတယ်။ပြည်သူ့ကြွေးမြေများပြည်သူတို့ထုတ်ရောင်းသောအစိုးရချင်းငွေစာချုပ်များအတွက် ပေးရသောဒေါ်လာများတန်ချိန်တင်မြင့်တက်ခဲ့ကအမေရိကန်ဒေါ်လာ1.2ထရီလီယံရှိခဲ့ပြီးပြည်သူ့ကျန်းမာရေးအသုံးစရိတ်တွေမြင့်တက်လာခဲ့တယ်လို့ဆိုပါတယ်။သို့တော်လည်းကုန်သွယ်ကုန်များအပါအဝင်ကောက်ခံရရှိသောအကောက်ခွန်ငွေများတည်တည်တသာဒေါ်လာချင်းက လုံငွေပြမှုများကိုကုနေနိုင်ခြင်းမရှိဘူးလို့ဗန်နိုင်းဝန်ကြီးဌာနကဖော်ပြခဲ့ပါတယ်။ကောက်ခံအကဲသောအလားတူအကောက်ခွန်ပမာဏသည်နှစ်အလိုက်ကာလတူနေထားတွင်ဒေါ်လာ84ဘီလီယံမှဒေါ်လာ102ဘီလီယံအထိမြင့်တက်သွားခဲ့ပါတယ်။ တူချင်းပေးဆောင်ရသောအခွင့်အရေးများသည်ရင်းကာလအတွင်း600ခန့်တို့မြင့်တက်လာခဲ့ရာဒေါ်လာ3.3ထရီလီယံမှဒေါ်လာ3.5ထရီလီယံထိရှိခဲ့တယ်လို့အမေရိကန်ဘဏ္ဍာရေးဌာနကထုတ်ပြန်ခဲ့တယ်။အချက်အလက်များတွင် ဖော်ပြထားခဲ့ပါတယ်။ကောက်ခံတဲ့အကြမ်းဖျင်းကော်ပိုရိတ်အခွင့်အရေးများသည်စလင်းရာခိုင်နှုန်းရောကျခဲ့ပြီးဒေါ်လာ486ဘီလီယံရှိခဲ့တယ်လို့ဆိုပါတယ်။ဘတ်ဂျက်လုပ်ငန်းနဲ့ GDP ခန့်မှန်းချက်အချို့သည်ယခုအခါ9.9ခန့်တို့တွင်ရပ်တည်နေရာ ရင်းဒီလုံငယ်သောဘန်ဒိုင်းနှင့်တုံးကရှိခဲ့တဲ့6.3ခန့်လုံးမှကျဆင်းသွားခြင်းဖြစ်တယ်လို့အခြေခံဘန်ဒိုင်းတောင်ဝင်ရှိသူကခန့်မှန်းပြောကြားခဲ့ပါတယ်။ဆက်လက်ပြီးတော့လေဗရွန်တောင်ပိုင်းကိုအစ္စရေးတိုက်ခတ်မှုကြောင့်တဦးသေဆုံးပြီး9ဦးဒဏ်ရာရရှိရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။လေဗရွန်တောင်ပိုင်းကိုအစ္စရေးတိုက်ခတ်မှုကြောင့်တဦးသေဆုံးခဲ့ပြီး9ဦးဒဏ်ရာရရှိခဲ့တယ်လို့လေဗရွန်ကျန်းမာရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ရင်တိုက်ခိုက်မှုသည်ဟစ်စဘူလာနှင့်ဟစ်စဘူလာမဟာမိတ်များကိုပြင်းထန်ထားခြင်းဖြစ်တယ်လို့အစ္စရေးစစ်တပ်ကပြောကြားခဲ့ပါတယ်။လေဗနွန်သမ္မတဂျိုဇက်အီရွန်ကမူအစ္စရေးတိုက်ခိုက်မှုသည်အရက်ဖက်အဆောက်အုံများကိုပြင်းထန်ထားခြင်းဖြစ်တယ်လို့ပြောကြားခဲ့ပြီးယင်းသည်လွန်ခဲ့သောနှစ်တွင်ဆေးဆက်ဆွေးနွေးထားသောပြစ်ခတ်ရစေးကိုတိုးပေါင်းမှုဖြစ်တယ်လို့ပြစ်တင်ရှုတ်ချခဲ့ပါတယ်။မဟုတ်မမှန်တဲ့လုံခြုံရေးအကြောင်းပြချက်တွေနဲ့အချိန်ကြီးလုံလာတဲ့အစ္စရေးကျူးကျော်မှုဟာထုတ်လို့ရေးအချိန်ကအဆောက်အုံတွေကိုဖျက်ဆီးတာစီးပွားရေးနယ်လန်ထူအောင်လှုပ်တာတွေကိုနှောင့်နှေးအောင်လှုပ်တာ မျိုးသားလုံခြုံရေးအားနည်းအောင်လုပ်တာတို့ကိုရည်ရွယ်တဲ့စနစ်တကျလှုပ်ဆောင်တဲ့မူဝါဒအစိတ်ပိုင်းဖြစ်ပါတယ်လို့အင်ရွန်ကပြောကြားခဲ့ပါတယ်။နိုဝင်ဘာလမြက်ခတ်ရက်စဲသဘောတူညီခဲ့တော့လဲအစ္စရေးကလက်မနုံကိုအချိန်ချင်းပုံကျဲခဲ့ပါတယ်။နောက်ဆုံးသတင်းတစ်ပုဒ်အနေနဲ့ဟာလန်ကလက်ရှိအထူးအကြဆုံးကစားသမားလို့ဂွာရီယိုလာချီးကျူးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါပါ။မက်ဆီရီအသင်းကြီးဂွာရီယိုလာကတိုက်စစ်မှုဟာလန်ဟာအသင်းရဲ့လက်ရှိအထူးအကြဆုံးကစားသမားလို့ပြောကြားခဲ့ပါရယ်။ အာလန်ဟာအေဗာဒန်သင်းကိုနှစ်ကူးကွန်မရှင်နဲ့အနိုင်ရတဲ့ပွဲမှာအခွင့်အရေးတိတ်မရပေမဲ့အနိုင်ကိုနှစ်ကူးစလုံးသွင်းယူနိုင်ခဲ့ပါတယ်။၎င်းအနေနဲ့ယခုရာသီပရီးမီးယားလိရှစ်ပွဲမှာ17ကူးသွင်းယူနိုင်ခဲ့ပါတယ်။ဒါပြင်ပရီးမီးယားလိ၄ရာသီမှာ3ရာသီကပွဲစဉ်ရှစ်ပြီးမှပဲသွင်းကိုကနန်းနှလုံးပြည့်မြောက်ခဲ့တာဖြစ်ပါတယ်။၎င်းဟာအခုရာသီမှာကလပ်နဲ့နိုင်ငံလေရေးစဉ်အတွက်23ပွဲကစား23ကူးသွင်းယူပေးခဲ့ပါတယ်။အကွဲရိုးကသူ့ရဲ့ခေါင်းနဲ့ကူးများစွာသွင်းခဲ့ပါတယ်။ဒါပေမဲ့လက်ရှိမှာဟာလန်ပေါ့ သူ့ရဲ့ရံမောင်းကမြင်မာပါတယ်ကျွန်တော်တကယ်ကျေနပ်ပါတယ်ပြိုင်ဘက်အသင်းကိုအားအသင့်စရာကောင်းတဲ့ချိန်ချောင်းမှုတွေမလုပ်နိုင်ခဲ့ပါဘူးကျွန်တော်တို့ပထမပိုင်းထပ်တော့သူ့ကိုပူရှာဖွေးတွေးရှိခဲ့တယ်လိုရင်အသုံးချနိုင်တဲ့ကစားသမားတွေရှိတာတကယ်ရေးကြည့်ပါတယ်ဟာလန်ဟာဒီအတွက်ရှင်တန်နေတာပါကျွန်တော်တို့ရဲ့ဘောလုံးပေးပို့မှုတွေကလည်းကောင်းခဲ့ပြီးဟာလန်ကတော့အခုချိန်မှာအဓိကကစားသမားဆိုတာမှန်တယ်လို့ကွာဒီယိုလာကပြောခဲ့ပါတယ် လေဦးတဲ့အော်တိုဘာလ19ရက်နေ့ညပိုင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာ